ဆရာတော်ဖရာအပတ်ဖြီးပြီးသွားရင်အပြည့်ကင်းစင်သွားပါသလားဖရာတဲ့အဘက်ခဏပုံမှာပါရာဇိကအဘက်ကလွဲသွားရင်ကြံတဲ့အဘက်ကကုစားလို့ရပါတယ်နော်ကုစားလို့ရတာမှန်တော်လဲပဲကုစားလိုက်လို့ဝီနီစီကံအယအပြစ်ကလွတ်သွားပြန်မဲ့အဘိဓမ္မာသဘောအယအကုသို့အကျိုးကတော့ကြံခဲ့ပါတယ်ယဟန်တပါးဟာ မူသားစကားပြောမယ်ဆိုရင်မူသားဝါဒတိခါဖို့အရာတုဒ္ဒပါစိတ်အဘတ်တင့်ပါလေအဆိုပါတုဒ္ဒပါစိတ်အဘတ်ကိုဒေသနာချပြီးကုစားလိုက်လို့ဝိနည်းစည်းကမ်းအရာအပြစ်ကကင်းစင်သွားပေမဲ့အဘိဓမ္မာသဘောအရာတော့အကုသို့အကျိုးကကြံခဲ့ပါလေဘာနဲ့အလားတရံတူတယ်လဲဆိုရင်ခန္ဓာကိုယ်မှာအနာပေါက်တဲ့အခါအဆိုပါအနာကိုစေးနဲ့ကုသလိုက်လို့အနာကပျောက်သွားပေမဲ့ နယွတ်ကြံခဲ့တဲ့ဥပမာနဲ့တူပါတယ်နားလည်ပါစေเนาะ